see the pain in me is oh my she got it oh they got caught up ah and is oh my see the pain in me is oh my she need and is oh my see the pain she စံကြောင်းမြို့နယ်လွတ်တော်ကိုယ်စားလှယ်ဥတော်ရအောင်ဟာရန်ကုန်တိုင်းမှာအမှတ်သိစနစ်ကောင်းမွန်အောင်အလေးထားလှုပ်ဆောင်ဖို့နဲ့နောက်ဖေးလန်းကြားရေမြောင်းတွေမှာပိတ်ဆို့နေတဲ့အမှိုက်တွေအတွက်မိုးရသည့်စီမံချက်ရေးဆွဲဖို့ ်မေ18ရက်ကအဆိုတင်ခဲ့တာဖြစ်ပြီးဒီနေ့မှာတော့ကိုစလေ17ရက်ကထောက်ခံဆွေးနွေးခဲ့ပါတယ်။ရန်ကုန်မြို့စီဝင်တရားရေးကော်မတီအနေနဲ့2016စက္ကွန်ဘန်နာနှစ်မှာခင်မီတဲ့အမိုက်သိန်းကားတွေဝယ်ယူဖြစ်တင်ပြီးလှုပ်ဆောင်နေတဲ့အပြင်တခြားစီမံချက်တွေရှိတဲ့အကြောင်းကိုဦးဟန်ထွန်းကပြောပြပါဗျ2016 2019ဘန်နာရင်းနှစ်မှာခင်မီအမိုက်သိန်းရေများကိုဝယ်ယူဖြစ်တင်မှုမြေပြင်သရှင်ရေးလုပ်ငန်းများကိုတိုးမြှင့်ဆောင်ရွက်လျက်ရှိပါတ ရန်ကုန်တိုင်းဒေသကြီးအတွင်းမြို့နယ်အသီးသီးမှာလူခုလက်ရှိလှုပ်ဆောင်နေတဲ့အမှိုက်သိန်းစနစ်ထဲပုံမကောင်းမွန်တဲ့အမှိုက်သိန်းစနစ်တစ်ခုကိုအလေးထားလှုပ်ဆောင်ပေးရတဲ့နောက်ဖေးလမ်းကြားမှာစုပုံနေတဲ့အမှိုက်များရေမြောင်းများပိတ်ဆို့နေတော့အမှိုက်များကိုလာမဲ့လာရာသီမှာရာသီအမှီစီမံဆောင်ရွက်စီမံချက်ဆောင်ရွက်ရေးဆွဲဖို့တိုက်တွန်းထားတဲ့အဆိုကိုကျွန်တော်တို့အစိုးရအဖွဲ့အစည်းအနေနဲ့အလေးအနက် ထောက်ခံလက်ခံဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်းပြီးတော့ကျွန်တော်တို့ဒီတိုက်တွန်းချက်တွေကလည်းမြို့ရဲ့အင်္ဂါရဒီသူလူလူရဲ့ကျမ်းမာရေးနဲ့မြို့ရဲ့ image ကောင်းမွန်ဖို့အတွက်တိုက်တွန်းခြင်းဖြစ်လို့ကျွန်တော်တို့အဖွဲ့အနေနဲ့လက်ခံအကြောင်းတင်ပြအပ်ပါတယ်စီကမ်းမဲ့အမိုက်ပြတာတွေကင်းစင်ပြီးခင်မီတည်သက်တဲ့မြို့တစ်မြို့ဖြစ်လာဖို့အတွက်ဥပဒေပြဋ္ဌာန်းဖို့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေတာဝန်ယူဖို့အပြင်ပြည်သူတွေရဲ့ပူးပေါင်းပါဝင်မှုတွေလိုအပ်တယ်လို့လည်းပြောပါတယ်။ဒီအဆိုကိုထောက်ခံဆွေးနွေးခဲ့တဲ့မင်္ဂလာတောင်ညွတ်မြို့နယ်ကိုယ်စားလှယ်ဦးလာသေးကတော့ဒါဟာပြည်သူတွေအတွက်မဖြစ်မနေဆွေးနွေးဖို့လိုအပ်နေတဲ့ကိစ္စဖြစ်တယ်လို့ဆိုပါတယ်။အဲကျွန်တော်တို့ကတော့ဒါဒီလေးအမိုက်နဲ့ပတ်သက်လို့ဆိုတင်နေတဲ့အပေါ်မှာကျွန်တော်တို့တော်တော်ကိုယ်စားလှယ်၁၁ရောက်ဆလောကတတ်တဲ့ကြောက်ကြတဲ့ဝင်ရောက်ဆွေးနွေးရတယ်ပေါ့နော်တကယ်လဲကျွန်တော်တို့တိုင်းပြည်မှာဒီအမိုက်ကချက်ချင်းလင်ကင်းကိုဆောင်ရွက်ရမယ်လုပ်ငန်းတစ်ခုဖြစ်တယ် ဒီအဆိုကိုလက်ခံတဲ့အတွက်ကြောင့်အစိုးရအနေနဲ့ဒီအ мян ဆုံးတဲ့ဒီလုပ်ငန်းတွေကိုအကောင့်ထဲပေါ်ပြီးတော့ကျွန်တော်တို့ရန်ကုန်မြို့မှာအမိုက်ရှင်းလင်းရေးစနစ်ပိုကောင်းမွန်တဲ့ကိစ္စတွေရည်စည်းရလာမြောင်းတွေပိတ်ဆို့တဲ့ကိစ္စတွေကိုရှင်းလင်းသွားမယ်ဆိုတာဒါပြည်သူတရားလုံးလိုအပ်တဲ့လိုအပ်ချက်ကိုကျွန်တော်တို့လွှတ်တော်နဲ့အစိုးရကအကောင့်ထဲပေါ်ဆောင်ရွက်ပေးနိုင်တဲ့အင်မတန်အားကောင်းတဲ့အချက်တခုဖြစ်လာပါလိမ့်မယ်